Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဒီနေ့16ရက်နေ့ရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်တို့ဆွေးနွေးသွားပါမယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တိုက်စင်မှုဖြစ်တဲ့ဒါ ချူကိုအက်ဂီတီကီနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်တို့ရထားတာဒီကျွန်တော်တို့ရှိတယ်ပေါ့နော်ဒါလေးတွေအပါဝင်တခြားစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေနဲ့ကျွန်တော်တို့ဒါဆွေးနွေးကြမယ်ပေါ့လေမင်္ဂလာပါဆရာသမားတွေမင်္ဂလာပါကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီသတင်းတွေကိုအရင်ဆုံးကြည့်ရမယ်ဆိုရင်ဘယ်သတင်းကိုကျွန်တော်အရင်ဆုံးပြောရမလဲ Okay အဲ All right เนาะ Okay အန်ဘူမိုနဲ့ပတ်သက်တော့ကျွန်တော်နည်းနည်းပြောကြည့်အောင်ဗျာเนาะအန်ဘူမိုနဲ့ကသတင်းတွေကအများကြီးဖြစ်နေပြီးတော့လောလောဆယ်ဒါလေးအရင်ပြောလိုက်အောင်เนาะဆိုတော့ဖက်ဘရီဇိုရိုမန်နိုကတော့ အန်ဘူမူရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးတော့ကလပ်တင်းနှစ်ခုကြားမှာဆွေးနွေးမှုတွေဆက်လက်လုပ်ဆောင်နေစေဖြစ်တယ်ပေါ့နော်။ United အနေနဲ့ကစားသမားနဲ့ပုတ်ကိုကြီးဆိုင်ရာသဘောတူညီမှုရရှိထားပြီးဖြစ်တော့လေကလပ်အတင်းချင်းချင်းဆွေးနွေးနေရစေဖြစ်တဲ့အတွက်ကလပ်တင်းနှစ်ခုကြားထဲမှာသဘောတူညီမှုမရသေးဘူးဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်။ဒါကတော့ပေါ့နော်။တိတ်ပြီးတော့အများကြီးထူးဆန်းတဲ့အရာလို့ကျွန်တော်မထင်ဘူးကျွန်တော်အနေနဲ့ကြားထဲမှာလဲတောက်လျှောက်ဆိုလို့ အန်ဘူမိုနဲ့ပတ်သက်ပြီးတော့အသင်းဘက်ကကစားမကူတိုင်းကအသင်းကိုပြောင်းချင်တယ်လို့ပြောထားတာဖြစ်တယ်လေကျွန်တော်တို့သူ့ကို present လုပ်ခဲ့တဲ့ contract တီးเนาะ plan တွေကိုသူသဘောကျလို့ပဲဆိုတော့ဒါအသိအထူးဆန်းမဟုတ်တော့ဘူးဗောနော်ကလတ်တင်းတစ်ခုကြားထဲမှာဆွနွေးနေတာလေကျွန်တော်တို့ဒါသဘောပေါက်ပြီးသားဒါကြောင့်ဒီဟာကတိတ်ပြီးတော့ကျွန်တော်ပြောစရာအများကြီးကျွန်တော်မရှိဘူးဒါရိုမန်နုက update လုပ်ထားလို့ကျွန်တော်ထပ်ပြောပြတာဆိုတော့နောက်တစ်ခုကကျွန်တော်တို့ မန်ချက်စတာအီဗီနီနျူးရဲ့ဆမ်မြူလက်စ်ခပြောရတာပါလဲဆိုတော့ဂိုးသမားအူနန်နာကသူ့နိုင်ငံအသင်းပေါ်ဖြစ်တဲ့အန်ဘူဘူကိုမန်ချက်စတာယူနိုက်တက်ကိုပြောင်းချင်အောင်လို့အကြံပေးခဲ့ပြီးတော့ဗောနော်အန်ဘူမိုရဲ့ဆုံးဖြတ်ချက်အတွက်အရေးပါတဲ့အခန်းကဏ္ဍမှာနေပါဝင်ခဲ့တယ်ဗောနီးပြအမိုရီအနေနဲ့လည်းအူနန်နာနဲ့နှွေးထွေးတဲ့ဒါဆက်ဆံရေးရှိထားတဲ့သူတယောက်ဖြစ်တယ်ဆိုတော့အူနန်နာကလည်းယူနိုက်တက်မှာဆက်ရှိနေမယ်လို့မျှော်လင့်ထားရတယ်ဗော United ကိုစကားလေးပါပါပုတ်ပြီးအကျိုးပြုသွားပြီးတော့ကျွန်တော်တို့ကဆက်ပြီးတော့နေခြင်းတဲ့ဘော။ ကျွန်တော်တို့လက်ရှိအမ်မူမူခေါ်ဖို့ကြိုးပမ်းတော့ကထပ်ပါတော့ကစားမားနဲ့ကျွန်တော်တို့ကအရင်ဆုံးစကားပြောတာဘို့နော်အဲအဲအကြောင်းလဲကစားမားကမန်ချက်စတာယူနိုက်တက်ကိုဦးစားပေးပြောင်းရင်နဲ့ဘာညာပြောကြတာအဲအဲ့မတိုင်ခင်မှာ तू ကအမ်မူမူကိုတိုက်တွန်းခဲ့သေးတဲ့သဘောနဲ့အော်အေးမင်းအမ်မူရင်းကတော့ဟုတ်တယ်အမှန်ကန်လုံးလုံးနေတာ तू သွားခြင်းနဲ့ပုံစံနေဆိုမင်းကကြိုက်တယ်မင်းလာမယ့်ရာသီမှာတိရမငါဝေဖန်မှုတွေခန်းနေရတယ်ဆိုမင်း तू ကငါ့ကိုတော့မှယုံကြည်မှုတွေပေးထားတာ င်းတို့ကောင်ဆိုလို့ရှိရင်ပို့ပြီးတော့မှနေရာပေးတော့မှဘာညာအကောအလူလျှောက်ပြောထားတာတင်နေသီလားအဲကြောင့်အန်ဘူမူကရောက်လာတာဒါကြောင့်တော်သွားပြန်ရောအဲ့လမဒီကောင်ကဗျာဂိုးမဖန်နေမဲ့နီးပြဟိုဘယ်လိုပြောလဲအပြောင်းရွှေ့ဟိုအဖွဲဝင်နေဝင်သွားမှာပဲသီလားအဲ့ဒါတမှကျွန်တော်တို့နည်းနည်းဟိုပွဲတွေပါလိမ့်ရှင်စိတ်သက်သာရာရအောင်မယ်နော်အတင်းရဲ့အကြံပေးတွေပါလိမ့်တဲ့သူကဝင်သွားမှာဗျာသီလားနော်ဟိုဂိုးတွေပါလိမ့်မဖန်တော့ပဲနေဒီထားလိုက်ဂိုးပေါက်ကမဟုတ်လေဂိုးတဲ့ဝင်နေတာပဲဂိုးသမားထားမနေနဲ့တော့သိတယ်မလားနော် ဟိုအကြံပေးအဖွဲ့ဒီဘာကြီးလဲဝင်သွားလိုက်တော့ဗျာနော်အဲတောနေတာဒါမှမဟုတ်ကျတော့လေဒါပေမဲ့လို့ပေါ့နော် MO ရင်အ MO ရင်ကလည်းဦးနန်းနားနဲ့နှွေးထွေးတဲ့ဆက်ဆံရေးကောင်းရှိတယ်ဦးနန်းနားကလည်း unit မှာဆက်ရှိနေမယ်လို့မျှော်လင့်ရတယ်ပေါ့အဲဒီကောနော် okay MO ရင် MO မူအတင်းကိုပြောင်းချင်လာအောင်ငါရအောင်ပြောပြီးမယ်ဒီကောင်ကနိုင်ငံသားဒါပေမဲ့ဒီခုတော့ဂရီပေးရမယ်ဒါမဲ့ရာဒီမအောင်မရောင်းနဲ့ငါဆက်နေခြင်းနဲ့တပတ်နှစ်သိန်းကမင်းနဲတာမဟုတ်ဘူးကမင်းသူများသိန်းဆိုငါအဲ့လောက်ပေးခြင်းမှာပေးမှာသိရမလားငါဆက်နေခြင်းနဲ့ဆိုတဲ့ပုံစံမျိုး ပြောထားတာနေမဲ့နော်ပြောမရဘူးဆရာသမားနော်သူကိုယ်တိုင်ကလည်းအတင်းမှာဆက်နေနေတာပါညာဦးနနာတော့ဆက်နေနေတာပဲလေကျွန်တော်တို့သိနေတာပဲဟုတ်တယ်မလားနော်ဦးနနာကိုယ်တိုင်က United မှာဆက်နေနေတယ်အတင်းဘက်ကလည်းပဲဟိုဦးနနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကမဖြစ်မနေကြီးထုတ်မယ်ဆိုတဲ့အခန့်ကဏ္ဍမှာရှိမနေဘူးဗျာဒီလားနော်ဒီကောင်ဟိုရောင်းမယ်အဆင်မပြေဘူးဆိုမှနော်ဒီလက်လွတ်မယ်လက်လွတ်လက်လွတ်တဲ့နေရာမှာလေသူများအတင်းနေပဲဘက်ကအမှန်တကယ်ခေါ်ဖို့ကြိုးပမ်းလာတယ်ဆိုမှကျွန်တော်တို့ကလက်လွတ်မှာပြည်တာနဲ့ကုသမတယောက်အစားထိုးမှာပေါ့အဲ့လိုမဟုတ်ရင်ကျွန်တော်တို့က ဂူဒမာအန်ဒရယ်ဦးနနာရဲ့နေရာကိုလုံးဝကျွန်တော်တို့လက်လုပ်ဖို့မရှိဘူး။နော်ဦးနနာနေရာကိုကျွန်တော်အများကြီးလက်လုပ်ဖို့ကျွန်တော်မရှိဘူးနော်။ဒါကြောင့်လည်းတော့ဒီမှာအန်ဒရယ်ဦးနနာကတော့အသင်းမှာဆက်ရှိဖို့မျှော်လင့်ရတယ်ပေါ့လေ။ဆိုတော့နော်ဟိုစောင့်တော့ကျွန်တော်ကြည့်ရမှာပါနော်။စောင့်တော့ကျွန်တော်ကြည့်ရမှာပါ။ဆိုတော့ okay ဆိုတော့အဓိက Hugo IGDG နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြုံပြောကြည့်အောင်နော်။နံပါတ်1အနေနဲ့ Sky Sport ကနေပြီးတော့ report လုပ်ထားတဲ့သတင်းကိုသတင်းတစ်ခုက ယူကိုအကဂျီဂီနဲ့ကတော့ဒီဒီကစားမကိုခေါ်ယူနိုင်ဖို့အတွက်ယူနိုက်တက်ကဖရန်ဖက်အသင်းနဲ့ကနအူးဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးဖြစ်တယ်ပေါ့ကစားသမားဘက်ကမန်ချက်စတာယူနိုက်တက်နဲ့ပုံကိုကြီးဆိုင်ရာသဘောတူညီမှုရရှိဖို့ကပြဿနာရှိမှာမဟုတ်ဘဲနဲ့ကစားသမားကိုယ်တိုင်ကလည်းယူနိုက်တက်ကိုပြောင်းဖို့အတွက်စိတ်ဝင်စားနေကြောင်းသိရတယ်ပေါ့နော် Okay ဒါကတော်တော်ကိုကောင်းနေတဲ့တဲ့ Okay အဲ့ဒီနောက်ပိုင်းမှာပဲ Fabrizio Romano ကနေပြီးတော့ထပ်ပြောလာတာကကျူကိုအဂီတီဂီဒီယူနိုက်တက်အသင်းနဲ့ပေါ့နော် ဟိုဘယ်အသင်းနဲ့ကျွန်တော်တို့လက်ရှိဒါခရစ်စတိုဖာဗီဗီရိုကနေပြီးတော့အင်မတန်သဘောကျခြင်းခံထားရတဲ့ player တစ်ယောက်ဖြစ်တယ်။ဗီဗီကိုယ်တိုင်ကလည်းเนาะကျွန်တော်ဒီဘွန်ဒက်စ်လီဂါမှာအဲဟော့ဖန်ဟိန်းနဲ့လိုက်ပ်ဇစ်တို့ကိုသူကအလုပ်လုပ်ဖူးတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက်ပေါ့နော်။ယူဂိုအဂီတီဂီနဲ့ပတ်သက်လို့ကောင်းကောင်းသဘောပေါက်ထားတယ်။ကောင်းကောင်းသူ့အကြောင်းကိုသိနေတယ်ဒါဘွန်ဒက်စ်လီဂါရဲ့ကစားသမားအခြေအနေတွေကိုဒီလူကအမြဲတမ်းစောင့်ကြည့်နေရဖြစ်တဲ့အတွက်ပေါ့နော်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းသိထားတယ်ပေါ့ဗျာ ဒါကြောင့်ပေါ့နော်သူ့အနေနဲ့ကောဒါမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကရောဒီကစားမဖြစ်သူကိုတော်တော်လေးသဘောကျတယ်ပေါ့ဒါအပြင်ဖဘီဇီယိုကထပ်ပြီးတော့ပြောထားတာရှိတယ်ဒါကတော့ call offside မှာသူပြောထားတာယူနိုက်တက်ရဲ့ဘက်ကတော့ဟိုလက်တလောနီးရဲ့တီမှာအဂီတီကီရဲ့အေဂျင့်ဖြစ်သူနဲ့စကားပြောဆိုတာတွေအမှန်ကန်ရှိခဲ့တယ်ပေါ့ဒါပေမဲ့လည်းလို့လောလောဆယ်မှာမန်ချက်စတာယူနိုက်တက်နဲ့ဖရန့်ဖတ်ကြီးရဲ့ဂျားထဲမှာကလပ်တင်းနှစ်ခုကြားစကားပြောတာတွေလုံးဝရှိမနေသေးဘူးပေါ့နော် အဂီတီဂီဟာအင်မတန်ကိုဈေးကြီးနိုင်တဲ့ option ဖြစ်တဲ့တိုက်စစ်ပိုင်းမှာဒါပေမဲ့လို့သူ့ရဲ့အည်သွေးနဲ့ပတ်သက်လို့ United တာဝန်ရှိသူတွေနဲ့ United အသင်းဘက်ကတော်တော်ကိုအတိမတ်ပြုထားရတယ်ဗောနော်ဒါအပြင် Christopher Vivi ကိုတိုင်းကလည်းကစားမရဲ့အည်သွေးကိုအတိမတ်ပြုထားတဲ့သူတစ်ယောက်ဖြစ်တယ်သူဒီပြင်တော့ Bundesliga မှာအလုပ်လုပ်ခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ကစားမရဲ့အည်သွေးကိုသူကောင်းကောင်းသဘောပေါက်ထားတယ်ဗောဆိုတော့တရင်က source နှစ်ခုကနေပြီးတော့ကျွန်တော်တို့ဒါနှစ်မျိုးနှစ်မျိုးပါနေတယ်ဗျာသိလားနော်ဂျင်ကြီးကအဲ့လိုဖြစ်နေတယ်နော် ဆိုတော့အဲဆိုတော့ဘယ်လိုပြောရမလဲကျွန်တော်အမြင်ကတော့ဗောနော်နည်းနည်းတော့ပြည်တယ် Sky Sport တို့ဘာလို့ဆိုတော့မြူးကလည်းဒီကရန်ပြောရရင်မယုံကြည်ကြာကောင်းတယ်ဘာညာတော့မဟုတ်တကယ်တွေးကြည့်ရရင်ကျွန်တော်တို့လက်ရှိဒီချိန်မှာ Frankfurt နဲ့ဆွေးနွေးဖို့ဆိုတာကတော်တော်ကိုအလှမ်းဝေးသေးတယ် Frankfurt နဲ့ဆွေးနွေးဖို့ကတော်တော်ကိုအလှမ်းဝေးသေးတယ်ကျွန်တော်တို့အားလုံးသိလို့ပဲရှင်းရှင်းလင်းလင်းသိထားတာဒီနံပါတ်1အန်ဘူမိုးရဲ့အပြောင်းအရွှေ့ကိုကျွန်တော်ကအပြီးတက်အမယ်အဲ့ဒါပြီးမှတိုက်စစ်ဘက်ကိုပြောင်းပါ တိုက်စစ်ဘက်ကိုမပြောင်းခင်ကြားထဲမှာကစားသမားတွေရောင်းဖို့အရင်လိုတယ်ဒါကိုကျွန်တော်ကအရင်နော်အရင်ဖြတ်ရမှာဒါကြောင့်ပေါ့နော်အသင်းအနေနဲ့ IGDG နဲ့ပတ်သက်လို့ကစားသမားနဲ့ဆွေးနွေးတာတော့ဒါဒါပြဿနာမရှိဘူးဖြစ်ကောင်းဖြစ်နိုင်တယ်အပါတော့ဗျာကစားမားဖြစ်သူကိုယ်တိုင်ကလည်း United ပြည်သက်တယောက်ဖြစ်နေတာ Manchester United ကိုလည်းလက်ရှိပေါ့နော်ဘာပြိုင်ပွဲမှာဝင်ခွင့်မရပဲလေသူကပြောင်းလာခြင်းနေတာပုံကိုယ်ရေးဆိုင်ရာသဘောတူညီမှုတွေအတွက်လည်းပြဿနာမရှိနိုင်ဘူးပေါ့နော်ဒါတွေကအများကြီးဝန်းတာစရာတွေ ကိုညာကိုခေါ်ပြီးတာနဲ့ကျွန်တော်အန်ဘူမိုကိုလည်းအဲ့လိုမျိုးပဲပို့ကိုရေးဆန်ရသဘောတူညီမှုတွေရဖို့အမှန်ကန်ချူးပန်းခဲ့တာအခုလက်ရှိအန်ဘူမိုကိုခေါ်ဖို့အမှန်ကန်ဘရန်ဖိုးနဲ့ဆွေးနွေးနေစဉ်အတော်တွင်မှာလက်ရှိဖရန်ဖတ်နဲ့ပေါ့နော်ဒီ IGDG ကိုဆွေးနွေးမယ်ဆိုရင်လည်းပဲဒါလက်ခံလို့ရတယ်ဖရန်ဖတ်နဲ့မဟုတ် sorry ပါလေဒီကစားမားနဲ့ပေါ့နော်ပို့ကိုရေးဆန်ရသဘောတူညီမှုတွေရဖို့ဆွေးနွေးတယ်ဆိုရင်လက်ခံလို့ရတယ်ဒါပေမဲ့လို့ကလပ်တင်းနှစ်တင်းကြားထဲမှာဆွေးနွေးဖို့ကတော့ကျွန်တော်ကတော့ပေါ့နည်းနည်းလေးချီလန်းစောသေးတယ်လို့ကျွန်တော်ထင်တယ် ။ဘာလို့လဲဆိုတော့အခုကကိုသိန်းမှမရှိတဲ့ပိုက်ဆံနဲ့သွားဆွေးနွေးရမှာဗျာ။ကျွန်တော်ပြောသလိုပဲအမ်ဘူမူကိုအရင်ဆုံးအတင်းရဲ့ဘက်ကဖျက်ဖို့လုပ်နေတာ။အဲ့ဒါဘီဘီဆိုတာ ਨੇ နောက်ထပ်တယောက်မခေါ်ခင်မှာကစားမရောင်းပါမှာ။အဲ့ဒီကစားမတွေရောင်းလို့ကိုယ့်လက်ထဲမှာငွေရှိပြီဆိုမှအတင်းဘက်ကကျွန်တော်တိုက်စစ်ဘက်ကိုကျွန်တော်ရွှေ့ရမှာ။အဲ့ဒီအဲ့ဒါကြောင့်ပေါ့နော်။ကစားမနဲ့တော့ဆွေးနွေးတာကဟုတ်နိုင်တယ်။ ါပေမဲ့လို့ပေါ့နော်ကလပ်သင်းနှစ်သင်းကြားထဲမှာဆွေးနွေးတာတွေကတော့စော်သေးတယ်လို့ကျွန်တော်ထင်နေပေါ့နော်ဒါကျွန်တော်ယူဆချက်ပါအခုလက်ရှိရိုမန်နိုကိုရိုင်းကလည်းကလပ်သင်းတစ်ခုကြားထဲမှာဆွေးနွေးတာတွေရှိမနေသေးဘူးလို့သူပြောထားတော့ Sky Sport ကဒီ Manchester United ကတော့ Frankfurt နဲ့ဆွေးနွေးနေပြီဆိုတဲ့သတင်းကကြားထဲမှာကျွန်တော်တို့တန်တရားရှိတရားဖြစ်လာတာဟိုတောက်လျှောက်ဆိုလိုသတင်းတွေကထွက်နေတာအပြောင်းရွှေ့ကလည်းစဖွင့်ပြီဆိုတော့ကိုသင်းနဲ့ပတ်သက်တာတွေကတော့မျိုးစုံကြားရအောင်မှာပဲပေါ့နော်ဒါပေမဲ့လည်းလို့ကျွန်တော်တို့သိကြတာဒီအန်ပူမိုးရဲ့အပြောင်းရွှေ့ပြီးမှပဲ AGDG ရဲ့အပြောင်းအရွှေ့ကပို့ပြီးတော့စိတ်လုံချရတာကောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဈေးကလည်းကိုရီတက်နိုင်နဲ့ကိုရီလည်းလမ်းမီတဲ့အပြင်ဘက်မှာရှိနေတာဆိုတော့ကျွန်တော်တို့ကစားမားတွေရောင်းမချနိုင်မချင်းတော့ဟိုတိတ်ပြီးတော့ခေါ်ဖို့အတွက်အမှန်ကန်ကျူးပန်းနိုင်မယ်လို့မထင်ဘူး။ဒါပေမဲ့လို့ကစားမားကိုခေါ်ဖို့အတွက်ကစားမားနဲ့အဆင်ပြေတာကိုပဲဝမ်းသာစရာကျွန်တော်ဖြစ်နေပြီ။နော်ဝမ်းသာစရာကျွန်တော်ဖြစ်နေပြီ။ဒီကစားမားနဲ့ပတ်သက်လို့ကျွန်တော်ပြည်သက်တီထဲမှာသဘောမချတဲ့သူတွေရှိတယ်၊သဘောချတဲ့သူတွေရှိတယ်ပေါ့လေ။တိုးတိုးလည်းပဲကစားမားကလက်ရှိဈေးကွက်တန်ကြီးပူကူကယူရို85တန်းလောက်ရှိတယ်။ ဲ့လိုကစားမကိုတန်းတရားလောက်တောင်းနေဆိုတာမျိုးကလည်း front ဘက်ကတွင်တောင်းမှာပဲပေးတာမပေးတာမင်းတို့ကန်တာပေါ့အဲ့လိုမလားဒါကြောင့်ဟိုအသင်းဘက်ကတော့ပေါ့နော်တိုက်ကစားမတယောက်ကိုကျွန်တော်ကတန်းရာချီဆယ်ချီတုံးတော့မယ်ဆိုရင်သူတို့လည်းပဲအလဟတ်သက်တော့မလုပ်ဘူးဗျာတည်တည်ချာချာနော်ကျွန်တော်ကစစ်တန်းကြီးကောက်မယ်ကစားမနဲ့ပတ်သက်လို့တည်တည်ချာချာ analysis တွေလုပ်မယ် data တွေယူမယ်အကုန်လုံးဆုံးဖြတ်ပြီးမှသူတို့လည်းပဲလုပ်မှာပဲဘယ်သူမှတော့ဒီတိုင်းကြီးဝုံတိုင်းခွန်းဆိုပြီးတော့ပေါ့နော်တန်းဆယ်ချီရာချီကုန်မဲ့အရာမျိုးကိုသူတို့ကျူးပန်းမှာမဟုတ်ဘူးဒါကြောင့်အသင်းဘက်က ဒီဘယ်လိုရမလဲ IGTG ဒီအသင်းအနေနဲ့အမှန်ကန်ကျူးမန်းလာနိုင်တဲ့ကစားမတယောက်ဖြစ်လာနိုင်တဲ့ဆောင်းတော့ကျွန်တော်ကြည့်ရမှာပါဆောင်းတော့ကျွန်တော်ကြည့်ရမှာယူရိုတန်တရားဆိုလို့ကျွန်တော်ကျွန်တော်တို့မတန်ဘူးဗျာအစ်တီလာအသင်းဘက်ကမကျူးပန်းသင့်ဘူးပေါ့နော်ယူရိုတန်တရားဆိုရင်ကျွန်တော်မကျူးပန်းသင့်ဘူးဟိုတန်တရားဆိုတာမျိုးကတန်တရားတန်တဲ့ခြေသွန်းပါလာမှပဲအဆင်ပြေတာနော်ဆိုတော့ပြီးရင်လည်းကျွန်တော်တို့မှာကတန်တရားတန်ပြက်တနာကြီးတစ်ခုဖြည့်ရှင်းလိုက်တာနဲ့အရာအလုံးကောင်းသွားမယ်တယ်မှာမပါဘူးသို့တော်လည်းအသင်းဘက်ကတခြား ပုံစံတမျိုးကျွန်တော်တို့ဆွေးနွေးမလားပေါ့ထားပါတော့ကစားသမားအလိုက်ပေးတာမျိုးတို့နော်ဟိုဟိုကစားမကိုအလိုက်ပြီးပြီးတော့ငွေသားလေးဘလောက်နဲ့အလိုက်ပေးတာမျိုးတို့တန်မိုးတွေလေပေါ့နော်ကျွန်တော်တို့ဒါဟိုပြည်ပြောမလို့ဒါကျူးပန်းလာနေတယ်ပေါ့နော်အဲကြတော့လို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အတင်းဘက်ကတော့ဟိုယူကိုအဂီတီကီနဲ့ပတ်သက်လို့ဆွေးနွေးတဲ့နေရာမှာပုံကိုရေးဆံရံရတော်တော်ကိုအချိန်ကြီးကောင်းနေပြီနော်ဒါပေမဲ့လည်းလို့သဘောတူညီမှုရဖို့လေတိတ်ပြီးတော့အချိန်အစင်မပြေဘူးဆိုတဲ့ပုံစံမျိုးမဖြစ်မဲ့နေထားမှာရှိတယ်အစင်ပြေမဲ့နေထားမှာရှိတယ် အလဒင်းတစ်ခုကြားထဲမှာတော့ဆွေးနွေးရင်တော့တော်တော်တိုင်ပက်လိမ့်မလို့ကျွန်တော်ထင်တယ်နော်ညီညီကတို့ရောကျွန်တော်ဘယ်လိုမြင်ညလဲအတင်အတင်လက်ရှိယူကိုအဂီတီဂီတို့ဘာလို့ ਨੇ ပတ်သက်ပြီးတော့အတင်ဘက်ကတကယ်ခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ထင်ညလားဒါမှမဟုတ်တခြားတိုက်စစ်မှုကိုကြိုးပမ်းတင်တယ်လို့ညီကတို့ထင်ညလားဆက်သမိုင်းနော်မင်္ဂလာပါအကျဲကွန်မန့်လေးကျွန်တော်ကြည့်ကြည့်အောင်ဗျာနော်အဲဆိုတော့ OCman နဲ့တူကို AGTG ဘသူကိုကိုလိုချင်ကျွန်တော်ကတော့ဗျာဘာလို့ပြောမလဲဒီ OCman ဆိုလို့ရှိရင်တော့ပေါ့နော်အသက်ကတော့၄နှစ်လောက်ပိုကြီးတယ်ဆိုပေမဲ့လို့ AGTG တဲ့ပို့ပြီးတော့တက်တည်ပြထားပြီးသား player ပေါ့နော် ယူကိုတက်ပို့ပြီးတော့တက်တည်ပြထားပြီးသားပလီယာတူးတက်နိုင်စွမ်းတော့ဗျာယူကိုအဂီတီကီကပို့ပြီးတော့ကောင်းတာပေါ့ဒါကြောင့်လည်းပဲသူကဈေးပူကြီးတဲ့ကစားမတယောက်ဖြစ်နေတာလေဒါပေမဲ့လည်းလို့ကျွန်တော်တို့လက်ရှိအသင်းကအနာဂတ်ဒီပလာစတာတွေမိထားမယ့်အချိန်ပြချင်းလက်ရှိဆိုလက်ရှိအမှန်ကန်ကျွန်တော်တို့အနေနဲ့ချရမှာလက်ရှိအသင်းကိုအကျိုးပြုနိုင်မယ့်ကစားမပဲဆိုတော့အဲ့ဒါဒီတက်တည်ပြထားပြီးသားဒီကိုစီမန်ပဲဟုတ်တယ်မလားဒါကြောင့်အိုစီမန်ဒီကျွန်တော်ပို့ပို့ပြီးတော့ပေါ့နော်အသင်းဘက်ကဒီကျိုးပန်းတင်တဲ့အပြောင်းရွှေ့ ပြောင်းရွှေ့ပြောင်းရွှေ့မှုပါဆိုတော့ဒီ Yugo AGDK နဲ့စာလို့ရှိရင်တော့ဈေးကလည်းဟိုကောင်ပိုကြီးတာ哦 Okay ကျေးဇူးများကြီးတင်ပါတယ်အဲ Vita Gugres ကအချိန်ကြီးဘလို့ရှိလဲတဲ့နော် Vita Gugres ကလည်းတော့ကျင်မှာဘယ်တင်ရမှာမလို့ယူဖြစ်နေတယ်ဗျာနော်သူနဲ့သူသူ့အေဂျင့်နဲ့ကျွန်တော်တို့ဒါနော် Sporting ကြားထဲမှာကိုပဲကျွန်တော်တို့တော်တော်လေးတိုင်ပတ်နေတဲ့အချိန်ကြီးမျိုးပါမင်္ဂလာပါတဲ့โอเคပါအဲအပြောင်းရွှေ့ကြီးကားတဲ့အဲ့ဒီကစားမလေးကမြင်လို့နေတယ်မှာပါတယ်တင်တော့တဲ့ယူရိုတန်တရာဆိုပြီးတော့ဖရန်ဖတ်ကကြီးခေါ်ထားတယ်လို့ကျွန်တော်တင်နေထွက်ထားတာပါနော် ကျွန်တော်လည်းအဲ့လောက်တော့ထင်ပါတယ်ဘာလို့လဲဆိုတော့ခုနကပြောလိုပဲ transfer market မှာတောင်မှ euro 85တန်တန်ကြီးရှိတယ်လို့ဖော်ပြထားပုံရကျွန်တော်ကြည့်ရင်တို့လွယ်လွယ်တည်တည်နေတော့တို့လက်လွတ်မှာတော့ကျွန်တော်မဟုတ်ဘူးသိကြတယ်နော်အံဘူမူကိုပြားလည်းမခွန်နိုင်မှစိတ်ပူတယ်တဲ့နော်အတူတူပါပဲဆက်သမားရေနော်အူစီမန်ကိုသဘောကျတာဗျာတဲ့ကျွန်တော်ယုံဝါကောင်းလို့တိုက်စင်မှာပူပြီးတော့တင့်တော်မဲ့သူလို့ထင်နေတဲ့ Okay ပါချစ်သူများဒီမှာလည်းအံဘူမူမရလို့ရှိရင်တဲ့အစီကိုဈေးကြီးပြီးပြီးတော့အတင်းကခွေယူနိုင်လားတဲ့ကျွန်တော်ကတော့အတင်းဘက်ကအစီကိုအံဘူမူလောက်ထိလိုချင်နေတယ်လို့ကျွန်တော်မထင်ဘူး အမ်မူမူရဲ့ဒုတိယပေါ့နော်ကျွန်တော်တို့တထားပါတော့ plan B plan C နေရာမှာတော့ဒါဘယ်လိုပြောမလဲဒီ AZ ရှိမယ်ပြီးလို့ရှိရင် Simenu ရှိမယ်ပေါ့နော်ဒါသတင်းတွေထွက်ထားတာဒါပေမဲ့လို့အသင်းဘက်ကငါတို့မှာ plan B မရှိဘူးဆိုတဲ့ပုံစံတိုင်းကိုပဲရအောင်ကြိုးပမ်းမဲ့သဘောပါအဲ့ကျွန်တော်တို့ကုညာရှိတယ်ညာချီတန်းနဲ့ကစားမဆိုတော့နောက်ထပ်သူကဘဲချီတန်းနဲ့ပလေယာကိုလိုချင်တဲ့သဘောမျိုးအဲ့ကြောင့်ပေါ့နော် physical ပဲလဲကောင်းတယ်တည်တယ်မလားဒီဖြစ်တင်ပေါ်ဒီဘာကြီးလဲကောင်းတယ်ဆိုတော့ goal လဲသွင်းနိုင်နေဆိုတော့ကျွန်တော်လက်ရှိဒီဟွာကိုသူကအမ်ဘူမူကိုရအောင်ကြိုးပမ်းနေတာအဇီရိုးဘာလို့ကတော့ပေါ့နော် လို့ပြောမလဲအတင်းဘက်ကနောက်ထပ်ထပ်ပြီးတော့ဈေးသုံးမယ်လို့ကျွန်တော်မထင်ဘူးပေါင်သန်း60တဲ့ကျော်ပြီးတော့လေအဲ့ဒီနေရာတနေရာကစားမတစ်ယောက်အတွက်ဈေးပို့ပြီးတော့သုံးနိုင်မယ်လို့ကျွန်တော်မထင်ဘူးသဘောတူညီမှုကစားမနဲ့ပို့ကိုရေးဆိုင်ရာရရင်တောင်းမားတဲ့ပြောင်းရွှေ့ရေးကကြီးတော့အဆင်ပြေပါမလားတဲ့ကျူးပန်းနိုင်ပါမလားတဲ့အဲဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလို့ချီချီနီရတော့ဗျာလက်ရှိပြောင်းရွှေ့ခြင်းနဲ့ပတ်သက်လို့ရှင်တော့လေကိုအသိချင်းကြီးကျွန်တော်တို့အတိဆုံးမယ်လေဟုတ်တယ်မလားဟောတန်းတရာဆိုတော့ဖြစ်နိုင်ကြီးကနည်းနည်းတော့ခက်လန်းလန်းပါကျွန်တော်ခုနကပြောသလိုပဲ ကစားမတစ်ယောက်လေးအလိုက်ပြီးမယ်ပြီးငွေကြီးလေးအလိုက်နည်းနည်းပြီးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆိုရင်တော့တစ်မျိုးပေါ့လေအဲ့လိုမဟုတ်လို့ရှင်တော့ကျွန်တော်မလွယ်ဘူးပြန်တော့ချာဂီကားတဲ့လက်စားအချိန်မဲဆိုတော့ကျတော့ဒုတုံနေပြီဗျာတဲ့နော်ဒီကောင်လောလောဆယ်မန်ချက်စတာစီးတီးနဲ့ကိုရီအသင်းအချိန်တွေဘလို့ရှိလဲဒီကောင်မသိဘူးနဲ့တူတယ်ဟမ်ဒီကောင်သိတယ်မလားနော်ဟိုအိုးထွက်ဖို့မှလည်းခေါ်ပြီးဖုတ်တယ်ဒီကောင်ကိုနော်အဲနဲပွဲပြီးခင်ကြီးတော့ဗဇက်ကြီးဟောင်းလောင်းကြီးကြံခဲ့ရတာလေးဒီကောင်သိတယ်မလားနော်နော်စောင့်ကြည့်ရတာပေါ့စောင့်ကြည့်ရတာပေါ့ ဦးနနာကတော့ပြရတယ်ဒီကောက်တော်သွားပြီတဲ့နော်ခေါ်အောင်လုပ်ပြီလို့မင်းဆရာသမားသိရမလားနော်ငါတော့ဒီကောက်ကိုရအောင်တွန်းအားပေးပြီမယ်မင်းတို့ငါ့ကိုမထုတ်နဲ့ဆိုတဲ့ပုံစံမျိုးပြောထားလာတော့မသိဘူးအသေးမှဆက်ပြီးတော့หนีဖို့ရှိရတယ်ဆရာသမားကြီးနော်သင်ပြစီရဘုတ်ဖွဲနဲ့ပြရတယ်နောက်ထပ်200ဒီ300ဒီလောက်ဆေးစင်းရအောင်မယ်ထင်တာပဲတဲ့အဲ့လိုမဖြစ်ဘူးတော့မျောလင်းရမှာပေါ့ဆရာသမားကြီးနော် Manchester City ကတဲ့အခုနောက်ပိုင်းလူခေါ်တာအရမ်းမိုက်တယ်ပြရတယ်နော်ကျွန်တော်ကြီးနော်ငွေကိုရီလိုတုံးနိုင်ပြီးတော့ဘာစီကန်ဖောက်တာမှကျွန်တော်တတိမထားနော်ဟိုဂီးမဆိုင်ဖြစ်နေဆိုလို့ရှင်တော့ရတာပေါ့ဗျာဘာလို့မဟုတ်တယ်နော် အကီဒီဂီကဗျာတဲ့ဈေးအရင်ကြီးလို့နေတဲ့ခြေစွမ်းကတော့ကောင်းတယ်လို့ထင်တာပဲတဲ့။ Okay ပါ။အဲ if possible ဆိုရင်ဒီလိုတော့ကြက်သွားတဲ့ပြဿနာမရှိပါဘူး။ကြည့်သမားကြီးပါတယ်။ကွန်မြူနတီကြည့်သမားကြီးပါတယ်။ဦးနနာကိုဗျာတော့တဲတယ်နော်။ကစားခိုင်းမီနီတော့ဘုတ်ဖွဲ့တယ်ထည့်လိုက်တော့ဘုတ်ဖွဲ့တယ်ထည့်တော့မှဘုတ်ဖွဲ့တယ်ထည့်ရအောင်မှနော်။အဲ့လိုမှပဲမင်းမဟုတ်လို့ရှိရင်တော့ဒီကောင်တိုင်းပတ်မှာတန်80လောက်ကြလို့ရှိရင်တော့မစိုးဘူးထင်တာလေတဲ့အကီဒီဂီကတဲ့တန်80လောက်ကိုပဲအတင်းပတ်ကတော့ကျွန်တော်ကကျွန်တော်ထင်တာပေါ့နော်။ ကျွန်တော်ထင်တာ IGDQ တော့သူတို့တန်း80%သုံးမယ်လို့မထင်ဘူးဗျာဒီလား Vita Gugress တို့ Osiman တို့ကို၃កောင်းသုံး Vita Gugress တော့မှတန်း80%သုံးမယ်မထင်ဘူးဒီလားဟို Osiman တော့၃កောင်းသုံးတယ်နေမယ်ပြောရရင်ဗျာအဲ့កောင်တွေ၃ယောက်ထဲမှာလဲ IGDQ ဟာပို့ပြီးတော့ဘယ်လိုပြောမလဲတိုးတက်နိုင်စွမ်းရှိတဲ့ကစားမဖြစ်နေတာလေပြည်ထနာကအဲ့၃ယောက်ထဲမှာလဲသူကတက်တည်ပြထားမှုအ ਨੇ ဆုံးဖြစ်နေတာအာမခံချက်မရှိဘူးဗျာဒီလားအဲ့တော့ကစားမကိုသူတို့တည်တည်ကြာလိလာထားတဲ့ဘာညာဆိုရင်တော့မှကျွန်တော်အတင်းကပြည်တနာဘာလဲဆိုတော့ဟိုကစားမ တက်ရောက်ပါနော်တူးတက်ကောင်းမွန်လာအောင်လို့ပတ်ဝန်းကျင်ကောင်းတစ်ခုကပြီးခဲ့တဲ့နှစ်ဒီကိုကြည့်ရင်ဖန်တီးပြီးနားနိုင်ခြင်းမရှိဘူးပြောချင်တာကစားသမားတွေအသင်းကိုရောက်လာရင်တိုင်ပတ်သွားတော့တာအဲ့ဒါဘာလို့လဲဆိုတော့ကစားသမားတက်ရောက်ကိုကျွန်တော်ကခေါ်လိုက်ပြီးဆိုရင်ဒီကစားသမားတူးတက်နိုင်တဲ့ပတ်ဝန်းကျင်တစ်ခုကိုကျွန်တော်ကဖန်တီးပေးထားခြင်းမရှိဘူးအသင်းက stable မဖြစ်ဘူးနီးပြတွေခဏတိုင်းပြောင်းနေနော်နီးပြတွေခဏတိုင်းပြောင်းနေပြီးရင်စနစ်တွေခဏတိုင်းပြောင်းနေနီးပြပြောင်းလိုက်နီးစနစ်ပြောင်းလိုက်နီးစနစ်ပြောင်းတော့ ကျွန်တော်ရှိနီးပြအတွက်ခေါ်ပေးထားတဲ့ကစားမတွေပြောင်းလိုက်နီးပြပြောင်းတော့ philosophy တွေပြောင်းလိုက်ကစားမတွေပြောင်းကစားရလိုက်ဆိုတော့ဗောနအဲ့လိုမျိုးတွေနဲ့ကျွန်တော်ကအမြဲတမ်းပြောင်းလဲနေတော့ကစားမအစ်စ်တွေရောက်လာတဲ့သူတွေအတွက်တကယ်အရင်အသင်းဟောင်းကခြေစွမ်းနဲ့ပို့ပြီးတော့ကောင်းတဲ့ performance တွေ United မှာပြနိုင်ဖို့အချိန်ကြီးမကောင်းဘူးဟို Manchester City ဆိုလို့ရှိရင်ဒီနီးပြနဲ့သူတို့ဒီဘယ်နှစ်ရှိပြီလဲဟုတ်တယ်မလားနော်ကျွန်တော်တို့ Jurgen Klopp နဲ့ Liverpool တင်းဘယ်နှစ်ဖြစ်တန်းခဲ့တယ်လဲ Adidas နဲ့လက်ရှိ Arsenal ဘယ်နှစ်ဖြစ်တန်းနေတယ်လဲဟုတ်တယ်မလားဒါတွေကျွန်တော်တို့ကြည့်ရမှာဗျာ ဆိုတော့အဲ့ဒါကြောင့်ပေါ့နော်ကျွန်တော်ကြည့်ရင်အတင်းဘက်ကဘယ်လိုပြောမလဲကိုအတင်းမှာကပေါ့နော်ဟိုခက်ဝဲဝဲမပြောနဲ့ဘာ project ညာ project မှာခေါင်းနေမရှိဘဲနဲ့နော်ကစားမကောင်းတွေကိုရအောင်ခေါ်ခေါ်ပြီးတော့အချင်းကြီးကောင်းအောင်လှုပ်ဆိုတဲ့မင်းနီးပြအန်ဆယ်လိုဒီတောင်မှာရီယမ်မက်ထရစ်မှာဘယ်နှစ်နှစ်ဖြတ်တန်းသွားကြလဲမထုတ်ပယ်ခံရည်လေးနှစ်လားမသိဘူးဖြတ်တန်းသွားတယ်ဗျပြောလို့ရှိရင်ကိုအတင်းကအဲ့လိုမဟုတ်ဘူးနှစ်နှစ်တခါပြောင်းနေဗျာဆိုတော့အစ်စ်ခေါ်တဲ့ကစားမတွေကိုကျွန်တော်ကဟိုအန်ဝင်ခွင့်ကြဖြစ်အောင်အချင်းပြေးနိုင်စွမ်းမရှိတော့ဒီအဲ့လိုမျိုးနဲ့ အတင်းမာကတိုင်ပတ်ရတာပဲကစားမားတွေကိုနီးပြားတွေကိုအကုန်တိုင်ပတ်ရတာပဲဆရာသမားအန်ဒရီဦးနနာမဟုတ်တော့ဘူးတဲ့အန်ဒီဦးနနာဖြစ်ကုန်ပြီတဲ့အဂီတီကီကပြောရတယ်နော်လူချင်းသဘောတူညီမှုရတာတော့မှပေးရမယ်ပြောင်းရွှေ့ကြီးကတန်တရားကတော့များလုံးနဲ့ထင်နေတဲ့အမှန်ပဲအတင်းပတ်ကတော့ဘောနော်အဲ့လောက် GD ပေးလိမ့်မယ်လို့တော့ဘောနော်ကျွန်တော်ကတော့တိတ်ပြီးတော့မထင်ဘူးဆရာသမားကြီးနော် Okay အအနည်းဆုံးတော့ပြားတဲ့အသင်းပြန်ကောင်းဖို့ရင်တော့အနည်းဆုံးတော့၃နှစ်တော့အချိန်ပေးတည်ဆောက်အောင်မထင်တာပဲတဲ့နော်ကျွန်တော်တို့ရှိမှလည်းပဲအချိန်ပေးတည်ဆောက်တဲ့နည်းပြားတွေရှိတာပါပဲဗျာအသင်းကိုကတိုင်ပတ်နေတာနော်ကျွန်တော်တို့နှစ်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 ကျော်လို့၃နှစ်ထဲဝင်နေနည်းပြားတွေလည်းကျွန်တော်တို့မှရှိခဲ့ဘူးတဲ့နော်လာပိုင်းမဲ့ခံတဲ့နည်းပြားတွေလည်းရှိခဲ့ဘူးတဲ့နှစ်နှစ်လောက်ပဲကြုံခဲ့တဲ့နည်းပြားတွေလည်းရှိခဲ့ဘူးတဲ့ counter attack ဆော့တဲ့နည်းပြားတွေလည်းရှိခဲ့ဘူးတဲ့ position ဆော့တဲ့နည်းပြားတွေလည်းရှိခဲ့ဘူးတဲ့ကျွန်တော်တို့မှအမျိုးစုံပဲဘာမှလုံးမဖြစ်ဘူးဖြစ်နေတာ ဘာမှလုံးမဖြစ်ဘူးဖြစ်နေတာเนาะအခုဆိုလို့ရှိရင်ကျွန်တော်တို့ပြောမလို့ဘလူတောင်မှကျွန်တော်ရှေ့ဆက်ရမလဲ MO ရင်းလည်းပဲအခုကျွန်တော်ကြည့်လေနောက်ယာတီမှာဒီလိုဆက်ဖြစ်လို့သူမရတော့ဘူးဟုတ်တယ်မလားပြီးခဲ့တဲ့ယာတီကတော့ပြိတ္တတွေက okay ယာတီလေကြီးရောက်လာလို့ယာတီဝက်ကြီးရောက်လာလို့ဟလာပြီးလို့ရှိရင်အဲဘာလဲဒီဇန်နဝါရီပြောင်းရွှေ့မှာဒရူကူကလွှဲရင်ဘသူမှလောက်လောက်လာလာခေါ်မပေးလို့နော်အန်တိုနီတို့နော်ဆန်ချူတို့ပြီးမာကတ်စတရဲ့အငှားတွေနဲ့ထွက်တယ်မာလာစီယာတို့အငှားတွေနဲ့ထွက်တယ် ဒါပေမဲ့လို့ပြန်အစားထိုးပေးခဲ့တဲ့သူမရှိလို့ပြည်တတိကနားလည်ပေးထားကြတာဟမ်ဒါပေမဲ့လာမယ့်ရာသီမှာမင်းအဆင့်98အဲ့လောက်တော့မှဖြစ်လို့မရဘူးဒိုးရမှာပဲစိတ်ချဆိုတော့နီးပြလည်းကျွန်တော်တို့ဒီနွေမှာလူခေါ်ပေးထားပြီဆိုတာနဲ့လာမယ့်ရာသီကသူအများကြီးပူကောင်းမှရမှာမဟုတ်လို့ရှိရင်တော့ကျွန်တော်ဘလုံးမန်းကိုကျွန်တော်အဆင်မပြေဘူးနော်အဂီဒီကပြားတဲ့ဈေးမကြီးလို့မူလားတဲ့ OCMAN ထက်တောင်ဈေးပိုကြီးနေတယ်မလားတဲ့ United ကအူစီမန်ကိုမကြိုက်ဘူးလားမသိဘူးတဲ့တကယ်လက်ရှိပေါ့နော် OCMAN ရဲ့ IKTK ရဲ့ကျွန်တော်ပြီးလို့ရှိရင် ဲဗီတာဂူဂရက်စ်၃ယောက်ထဲမှာအတင်းတရင်ထွက်အနည်းဆုံးကအိုစီမန်ပဲတရင်ထွက်အနည်းဆုံးကအိုစီမန်ပဲတရင်ထွက်အများဆုံးကဂူဂရက်စ်လက်ရှိမှာဂူဂရက်စ်ကယူနိုက်တက်ကိုဦးစားပေးမပြောင်းချင်ဘူးဆိုတော့ကျွန်တော်တို့စည်ရင်းထဲကမေးလိုက်လို့ရပြီ United နဲ့ Gugres မေးလိုက်လို့ရပြီဗျာဆိုတော့ Hugo Akitiki ဘက်မှာတရင်နေထွက်လာတာဒါကြောင့်ပဲနော်တရင်နေထွက်လာတာအဲ့ဒါကြောင့်ပဲ Akitiki ကြောင့်ကျွန်တော် Hugo Akitiki နဲ့ပတ်သက်လို့တရင်နေကပို့ပြီးတော့စောင့်ကြည့်တင်နေဆိုတော့ဒါကိုကျွန်တော်ပြောတာပေါ့နော် အဲစူပါအချက်တွေကျေးဇူးများတွေမှာလည်းနာမည်က PP လို့ပဲရေးထားတော့เนาะโอเคဘလို့ဘာဖြစ်ရမလဲကျေးဇူးများတွေမှာလည်းစူပါချက်တွေကျေးဇူးများတွေမှာလည်းဆိုတော့ဒါကြောင့်ဒီညဆိုလို့ရှိရင်လည်းညီကလို့တည်တဲ့နာမည်တရင်ကအဲ့လောက်မရှိဘူးဒီရဒါမျိုးလို့အဲ့ထွက်တဲ့တရင်တစ်ခုကတော်တော်ကိုပေါ့เนาะတော်တော်ကိုကျွန်တော်အနေနဲ့ဒါဟိုကောင်းတဲ့တရင်ပေါ့เนาะကစားမားနဲ့ဒါအဆင်ပြေနိုင်နေဆိုတော့ကလပ်တင်းတစ်ခုကြားထဲမှာငွေကြီးကြီးတာတော့ဒါအတင်းဘက်ကဘလို့ပြင်ဆင်မလဲကျွန်တော်ကြည့်ရမှာပေါ့လေ အံပူမူကိုတဲ့တန်60ကျော်ဆိုလို့ရှိရင်မခေါ်တင်ဘူးလို့ထင်လားတဲ့တန်60ရတော့ကျော်လေးနှစ်တန်းပေါ့ဗျာအဲ့ထက်တော့ကျော်မှမထင်ဘူး65တန်းနေပါပြီးတော့အသင်းဘက်ကပေးမယ်မထင်ဘူးဒီနေရာမှာတခုရှိတာကတန်60ဆိုလို့ရှိရင်တော့မှာပေါ့နော်တန်60ကိုဘလူလဲပေါ့တန်60အရင်ပေးပြီးတော့10တန်းကိုအရစ်ကြလားပေါ့နော်ဆိုတန်60အရင်ပေးပြီးတော့10တန်းကိုအပူစုကြီးလားဒါမှမဟုတ်တန်80တန်60ကိုကျွန်တော်တို့အနေနဲ့ပေါ့နော်အရင်ပေးပေးရမယ်တန်နဲ့10တန်းကတော့အပူစုကြီးဒါပေမဲ့အဲ့ဒီတန်60ကိုမှ ၃နှစ်ကိုပထမနှစ်မှာလမ်း၄၀ပြီးနောက်ထပ်ကျွန်တော်တို့အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါနှစ်နှစ်မှာကျန်တဲ့ကျွန်တော်တို့ဒါတန်း၃၀ကိုမျှပြီးအဲ့လိုမျိုးပုံစံလာပေါ့အတင်းဘက်ကဓာတ်တွေကိုကျွန်တော်ဆွေးနွေးနေတာပေါ့နော်ဒါကြောင့်ဘယ်လိုပြောမလဲတန်း60ဆိုလို့ရှိရင်တော့အတင်းဘက်ကတန်း60တဲ့ပူရဲ0ပြီးမယ်လို့ကျွန်တော်မထင်ဘူးဗျာကျွန်တော်ကျွန်တော်ကအမှန်တမ်းပြောရင်အမ်ဘူမူကိုမြင့်တန်း90တောင်မှမြင့်တင်းတင်းပြအောင်တန်တဲ့ကောင်လို့မထင်ဘူးဒါတကယ်ပြောတာနော်တန်အကူညာတို့ပါလို့လေအဲ့တိုင်းပဲကစားမတွေကဂိုးတွေတွင်းနေပါညာ တကယ်တမ်းဒီကောင်လေးအချင်းကြီးဆိုတာတန်း90တန်းနဲ့ကစားတန်း90ဝန်းကျင်အလွန်ဆုံးတန်းအမယ်ကစားမတွေကြီးပဲရဗျာအံပူမူကောကုညာကောတန်း60ဆိုတာအမှန်တမ်းပြောမယ်ဆိုရင်တရားဒီကို930လောက်သွင်းနေမှာကိုပဲတက်တာရရမှာဒီလေဒါလောက်နေတော့ဗျာမင်းတန်း60ကျွန်တော်တန်းနဲ့ကစားမတွေကျွန်တော်ဟုတ်မနေဘူးဒီလေကုညာရောပဲတူတူပဲဒါကြောင့်နော်ပေးရတဲ့ဈေးကြီးများပြီးသားတကယ်တမ်းကကုညာတို့ကလေးကနော် အဲလာမယ့်လူစင်ဒီလူစင်နဲ့အဆင်ပြေပါမလားတဲ့နော်မပြေလို့ပဲကျွန်တော်ကစားမသစ်တွေခိုးဖို့လုပ်နေတာပါလက်ရှိတဲ့ MMORI ရဲ့ number 10 rule နေရာကဟုတ်နေပြီလို့ထင်တာပဲတဲ့အဓိကက win backs တွေလူသေးတယ်ဗျာတဲ့ကွင်းလယ်ကတူနီကရူလို quality မဟုတ်တော့မှမိနေမဲ့ player တူလူနေတယ်နော်ပြဿနာကတူလီကရူလို့ကစားမကတော့ကျွန်တော်တို့နေ့တိုင်းမပေါ်ပါဘူးဆရာသမားကြီးဆိုတော့တူနီကရူလို့ကစားမကြုံမရှိပါဘူးနော်ပြီးလို့ရှိရင် win backs တွေခိုးဖို့မရှိပါဘူးဒါကဖြစ်နိုင်ကြီးများတယ် win backs တွေခိုးဖို့မရှိဘူးလို့ကျွန်တော်ထင်တယ် ကျွန်တော်တို့အလုံးစုံခေါ်နိုင်ရင်အန်ဘူမိုနောက်ထပ်တိုက်စစ်မှုတယောက်ပြီးတာနဲ့ကွင်းလင်အဲ့ဒါပြီးပြီးပြီလို့ကျွန်တော်ထင်တယ်ဒီပြောင်းရွှေ့ကကျွန်တော်နှစ်ချက်ရှိတယ်ကျွန်တော် ပြောလို့ပဲနံပါတ်1တစ်ချက်ကအသင်းဘက်အသင်းကိုယ်တိုင်ကိုကအော်ငါတို့တော့ဟေးဝင်းဘက်တီအားဖြည့်ရမယ်ငါတို့တော့ဂူဒမားအားဖြည့်ရမယ်ဆိုတဲ့အတွေ့မျိုးဝင်းမနေဘူးမဖြစ်မနေတော့လက်ရှိတိုက်စစ်ကိုအားဖြည့်နေလို့သူတို့အတွေ့တွေမှာရှိမနေဘူးနံပါတ်2ကလာမယ့်ရာသီမှာကျွန်တော်တို့အတွက်ပြိုင်ပွဲကကျွန်တော်တပွက်ကိုတပွဲလောက်ပဲကျွန်တော်ကစားတော့မှာ ဆိုတော့လက်ရှိ win backs တွေကိုကျွန်တော်ကြည့်လိုက်ရင် win back ကိုကစားလို့ရတဲ့ကစားမတွေကိုကျွန်တော်ကြည့်လိုက်ရင်အများကြီးပဲဆိုတော့ပြိုင်ပွဲတွေအများကြီးမရှိဘဲနဲ့ကစားမတွေအများကြီးခေါ်ဖို့မရှိဘူးဒါသေးကြတယ်ဒါအတင်းဘက်ကဒါသေးကြတယ်ကျွန်တော်လက်ရှိ win back ကစားနိုင်တဲ့ကစားမတွေကိုကြည့်ကြည့်ပြလူရှောရှိမယ် win back ကစားနိုင်တယ်နော်သူ့တော့နီးပြားက left center ဘက်မှာကစားမှာပါဒါပေမဲ့လူရှောရှိမယ် patrick dugu ရှိမယ်မပီလို့ရှိရင်ကျွန်တော်တို့လက်ရှိအသင်းကနေမထွက်သေးတဲ့ကစားမကြီးရောပါတဲ့တွေ့မာလာစီယာရှိမယ်ဗျာ။နောက်ပြီးရင် ဟိုဗာလဲပါပါလို့ပြောအာမက်ဒီယာလို့ရှိမယ်ဗျာနော်မာဇာဝီရှိမယ်ဒါတော့ရှိမယ်ကျွန်တော်6ယောက်ရှိတယ်ဝင်းဘက်2နှစ်နေရာတွေ6ယောက်ရှိတယ်တပတ်တပွဲလောက်ကစားမယ့်အနေထားတယ်မင်းဘလူးသွားပြီးတော့ကျွန်တော်ပေါ့နော်တခြားကစားမတွေခေါ်မလဲဒါတော့မှဒီကိုလီယွန်ကိုဘယ်သုံးမယ်မသိသေးဘူးဒီကိုလီယွန်ရောက်လာရင် left center back ကိုထားမှာလားဝင်းဘက်ကိုထားမှာလားဒါအရှိသေးတာဆိုတော့အသင်းကပေါ့နော်နောက်ထပ်ဝင်းဘက်မခေါ်ဘူးဆိုတာအကြောင်းပဲမလာစီယာတို့ကတော့လက်လွတ်မှာပါဒါပေမဲ့လို့ပေါ့နော်အခုချိန်မှာလက်မလွတ်နိုင်သေးတာ လက်လုံးမမလင်းနိုင်သေးတယ်ပြီးလို့ရှိရင်လည်းဆန်တဲ့ဘက်မှာဆိုလို့ရှိရင်လည်းကစားမထက်ရောက်ဖို့မမျှော်လင့်နဲ့ဆိုတော့ဂျူနီအေဗန်တို့လီနီလောတို့ထွက်သွားသည့်တိုင်အောင်အတင်းမှာကမကွိုင်းရရှိမယ်ဒီလစ်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲယူရိုရှိမယ်လစ်ဆန်ဒရိုမာရီနဲ့ရှိမယ်အေဒင်ဟေဗန်ရှိမယ်ဘယ်လိုညာနေလဲလုခရှောရှိမယ်ဗျာနော်စဉ်းစားကြည့်နော်ဒါတော့မှဒီဂူလီယွန်ကလည်းဆန်တဲ့ဘက်ဖြစ်ကစားနိုင်တယ်တပတ်ကိုတပွဲလောက်ကစားမယ်အတင်းတင်းမှာအဲ့လောက်ထိလူတွေခေါ်မှာမဟုတ်ဘူးဒါကြောင့်သူတို့ပြောတဲ့ဝင်းဘက်စ်တီဆန်တဲ့ဘက်တီက ထက်ရောက်လာဖို့ကျွန်တော်မထင်ဘူးဆိုတာအဲ့ဒါကိုပြောတာအတင်းကတိုက်စစ်ကိုအမှန်ကန်အားဖြည့်ပါလိမ့်မယ်ပြီးရင်ကွင်းလေပြီးပြီဆိုရင်လည်းအပြောင်းအရွှေ့ကပြီးသွားပြီလို့ကျွန်တော်ထင်တယ်ဂိုးသမားကတော့ ਉਹਨਾਂ ကထွက်ရင်တော့ခေါ်တော့ခေါ်မှာအော်မဖြစ်မနေခေါ်မှာကိုး ਉਹਨਾਂ ကမထွက်ရင်တော့ကျွန်တော်တို့ခေါ်ဖို့မရှိဘူးလို့ကျွန်တော်ထင်တယ်အဲကိုချစ်စေတဲ့အဂီတီဂီကတဲ့တန်းရှိစေလောက်ဆိုကိုရီအတင်းကဝယ်နိုင်မယ်လို့ထင်လာတဲ့အဲစူပါချက်တွေကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့ဘာနော်ငွေသားကြီးတီးတန့်ကြီးပဲဆိုရင်တော့မထင်ဘူးပြသေးလားငွေသားကြီးတီးတန့်ကြီးပဲဆိုရင်လေ ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကခုနကပြောလို့အမ်ပူမူကိုတန်း60လောက်ပေးပြီးသွားလို့ရှိရင်ပြောင်းရွှေ့ကကိုအတင်းကကစားမရောင်းမရတော့မှမရောင်းမသိပြီးတော့နောက်ထပ်တိုက်စီမှုထက်ခွဲဖို့ကအဆင်မပြေဘူးဆိုတော့ကိုအတင်းကကစားမတွေ market stretch ကိုတန်း40ဂါနာချူကိုတန်း80နဲ့ထားပါတော့80ဗျမင်းဘယ်သူမှပြီးမှာမဟုတ်လေနော်အမေချာပါဂါနာချူကလည်းတန်း50နဲ့ရောင်းနေ၊ Rashford ကိုတန်း40နဲ့ရောင်းနေ။အဲ့တန်း90ရရင် Okay တိုက်စစ်ကကျွန်တော်နေနေပေါ့နော်။မျောလင်းလို့ရတယ်။ဒါပေမဲ့လို့အဲ့တန်း80လောက်သုံးမိမထင်ဘူး။ဘာကြောင့်လဲဆိုတော့ကွင်းလေပါလူသေးလို့ပဲ။ကွင်းလေကမဖြစ်မနေအားဖြစ်ရမှာ အသင်းဘက်ကလည်းဒါကိုပလန်ထားတယ်လို့ကျွန်တော်ထင်တယ်။ကွန်းလေအမှန်ကန်အားဖြည့်မှခန်းစစ်တိုင်ပြက်တနာတွေကျွန်တော်ယော့မှာဘူးဒမားပြက်တနာတွေကျွန်တော်ယော့မှာကွန်းလေအားမဖြည့်ပဲနဲ့ဒီကွန်းလေနဲ့ကျွန်တော်ဘာမှလုပ်လို့မရဘူး။ဘာမှလုပ်လို့မရဘူးဒီကွန်းလေကတိလိုက်။ဘာမှဘာဆိုဘာဆိုဘာမှလုပ်လို့မရဘူး။ပြိုင်ဘက်အသင်းကြီးတွေကိုကျွန်တော်ရှင်းကစားနိုင်စော်မရှိဘူးဒီကွန်းလေမှာ။နော်ဆိုတော့ဒါကြောင့်ဘယ်လိုပြောမလဲတိုက်စစ်မှုတယောက်ကိုတန်း80ထက်သုံးနိုင်မယ်လို့မထင်ဘူး။အကယ်လို့သုံးမယ်ဆိုစဉ်းစားကြည့်နော်။ ။ဦးဦးပါလဲဦးကောင်းရင်းနှစ်ကောင်ကနေရုနံပါတ်2ယောက်ကမင်းတန်း120ဖြစ်နေပြီ။တိုက်စီမှုကိုမင်းတန်းရှိတယ်အဲ့မှာမင်းတန်းကမင်းဘယ်လောက်ဖြစ်တန်း100နီးပါးဖြစ်နေပြီ။ဒီလားနော်ဦးကောင်းတန်းတန်း100တော့တန်း100နီးပါးဖြစ်နေပြီတိုက်စီ3ယောက်ကိုဘလို့ဘလို့သွားပြီးတော့ကျွန်တော်တို့အနေနဲ့အဆင်ပြေတော့မလဲသိရမလားအဲ့လောက်ကြည့်ဒီမလိုဘူးဗျာနော်အဲ့လောက်ကြည့်ဒီမလိုဘူးသို့တော့စောင့်တော့ကျွန်တော်ကြည့်ရပါမယ်ဆိုအတင်းဘက်ကတော့ဘာနော်ကစားမားကလာကျင်တဲ့အချင်းဒီပုံကိုကြီးဆန်ရလဲသဘောတူညီမှုရဖို့အချင်းဒီကောင်းနေတာဖြစ်တဲ့အတွက်အတင်းဘက်ကတော့အလဟတ်တက်တော့နေမှာမဟုတ်ဘူးသူတို့တွေ ကျူပန်းတော့ကျူပန်းပါလိမ့်မယ်ဒီညမှာဈေးကတော့သူတို့တောင်းတော့ဈေးတော့ပေးချင်မှပေးနိုင်မှာပေါ့ဗျာဖာနန်ဒက်စ်လို့နောက်တရတော့ရရင်ကောင်းမယ်ဗျာโอเคအန်တိုနီကာနာချိုရက်ရှိတို့ရောင်းရမယ်ထင်တာပဲတဲ့ဘလူးမန်ရောင်းမရတော့ဆန်ချိုပဲတဲ့ဆန်ချိုကတော့ဘောနော်သူ့ရဲ့ကစားမဘွားကပြီးသွားပြီပေါ့ယူနိုက်တက်မှာဆိုတော့သူ့အေဂျင့်ကတော့အကောင်းဆုံးလုပ်နေပါလိမ့်မယ်ဒီညမှာပြဿနာကတခုပဲရှိတယ်ဗျာဒီကောင်လေးလာသာချော့ယူရင်ဖြစ်တယ်ဆိုတော့ဗောနော်ဆန်ချိုဘက်ကတွေးมาပဲမင်းတစ်နှစ်လောက်ကတော့ငှက်ငါအောင်ဤတီးခံနေပါမယ်ကွာလာမယ့်ကဘာဖလာမကစားရလဲဘာဖြစ်လဲ အဲ့လိုတွေးပြီးတော့လာသာတွေပုံယူနေယူသွားမှာပေါ့လေတေးကြတာတကူကတော့ကျွန်တော်နေနဲ့စံချူကလာသာရှုပ်ရင်အပြောင်းရွှေ့ကဖြစ်တယ်သူတို့ကသူကတပတ်ကို၃သိန်းခွဲရှော့မယူခြင်းလို့ကျွန်တော်ဖြစ်နေတာဗျာနော်အာโอเคကျေးဇူးများနေပါတယ်ကျေးဇူးများနေပါတယ်ဆိုတော့အဲ့ဆက်သမားတွေ ဒါကတော့လည်းရှိကျွန်တော်ဒီနေ့ညနဲ့ပတ်သက်လို့ပေါ့နော်အပြောင်းရွှေ့သတင်းတချို့ပေါ့လေဒီထဲမှာလည်းညီကလေးစိတ်ဝင်စားဖို့ကောင်းတဲ့အရာတချို့ပါသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့လောလောဆယ်ကြည့်တဲ့ညတွေ1200ကျော်ရှိပါတယ်တယောက်ချင်းစီတန်းကိုကြည့်ကြည့်ပါ channel လေးက subscribe ပါ2300ကိုကျော်လာပါပြီအပြောင်းရွှေ့ကာလအတော်တွင်3လလောက်မှာ 2သိန်းခွဲမြန်းကျွန်တော်ပြည့်မလားပေါ့เนาะကျွန်တော်စောင့်ကြည့်ကြတာပေါ့နောက်ရည်ဒီမစခင်ပေါ့ဗျာဆိုတော့အကယ်လို့ channel လေးကို subscribe မနေသေးဘူးဆိုလို့ရင်နှိပ်ပြီးတော့ button ဆိုပါတယ်မနေ့ဖြန်မနေ့ live မှာကျွန်တော်ဆက်ပြီးတော့တွေ့ကြပါမယ်အကယ်လို့အချိန်မီဒီည breaking news တွေပါနေတက်မယ်ဆိုလို့ရှင်လည်းပဲစောင့်ကြည့်ပြကြပါအောင်ကျွန်တော်အဲ့မှာတွေ့ပါမယ်မနေ့ဖြန်မနေ့9နာရီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်